ရိယာအတင်တော်တနှစ်တာတမာကျန်းစာဖတ်ရွှေချင်းအစီအစဉ်မှကျူဆူပါရယ်ဟေရှာယအနာဂတိကျမ်းအခန်းကြီး29အငယ်1မှ7ထိုကာလ၌သာရဖျားသည်ပြည့်တတ်သောမွေလဝိတံကို၎င်းလိန်သောမွေလဝိတံကို၎င်းခိုင်ခန့်ကြီးမားသောဓာတော်နှင့်တန်ပေး၍ပင်လယ်၌ရှိသောနဂါးကိုလည်းတတ်တော်မူလိမ့်မည်ထိုကာလ၌စပြည့်ဥယျာဉ်ကိုအကြောင်းပြု၍ ဤသို့ရှင်းဆိုကြလော့ငါထာဝရဖျားသည်ဥဉ္ဇောဖြစ်၏မချားမလဲ့ရေလောင်းမည်အဘယ်သူမျှမဖြတ်စေခြင်းကနှင်းညမပြတ်ဆောက်ဆောင်မည်ငါအမျက်ငြိမ်ပြီစူးပြမျိုးကိုမူကားစစ်ပွမ်းနိုင်ငါတွေ့စေသောအချင်းချင်းတိုက်၍တပြိုင်နက်မီရှုမည်ဒုမဟုတ်ငါ၏အစွမ်းတရီကိုကူးစား၍ငါနှင့်မိတ္တဟာယဖွဲ့ကြစေငါနှင့်မိတ္တဟာယဖွဲ့ကြစေသောနောင်ကာလ၌ရာကုန်သည်အမျက်ကြလိမ့်မည် ဣသရေလသည်စိန်လန့်၍အဖူးအငုံထွက်တကယ်ဖြင့် လောကီနိုင်ငံကိုအတိနှင့်ပြည့်စေလိမ့်မည်သူကိုညှင်းဆဲသောသူတို့ကိုညှင်းဆဲတော်မူသည့်ဤသူသူကိုညှင်းဆဲတော်မူသော သူကိုတတ်တော်သူတို့သည်အတိတက်ချင်းကိုခံရသည့်ဤသူသူသည်အတိတက်ချင်းကိုခံရသောသူကိုစွန့်ပြစ်၍အတော်အတန်ဆုံးမတော်မူ၏အရှိလီလာသောအခါပြင်းစွာသောလေဖြင့်တိုက်သွားတော်မူ၏ထိုတို့ရာကုန်အမျိုးသည်ရစ်ပလင်ကြောက်တို့ကိုထုံးကြောက်ကဲ့သို့ချုပ်ဖဲ့၍ အရှရပြည်နှင့်ယုတ်ထုတို့ကိုလှဲသောအခါမိမိအပြစ်ပြေ၍အပြစ်ပြေရှင်ခြင်းအကျိုးကျေးဇူးကိုခံရလိမ့်မည်။သို့တော်လည်းခိုင်ခန့်သောမျိုးသည်စိတ်ငြိမ်သောအရက်တောကဲ့သို့စွန့်ရစ်ပြထားသောနေရာဖြစ်လိမ့်မည်။ထိုအရ၌နွားတငယ်သည်ကြဆာလျက်အိတ်လျက်နေအညွတ်များကိုကိုက်စားလိမ့်မည်။အခက်အလက်တို့သည်တွေးချောက်သောအခါချိုးခြင်းတို့ရောက်၍မိမားတို့သည် လာ၍မိရှို့ကြလိမ့်မည်။အကြောင်းမူကား ပညာမဲ့သောအမျိုးဖြစ်၏ထို့ကြောင့်ဖန်ဆင်းပြုပြင်တော်မူသောသူသည်မတနာကျေးဇူးမပြုဘဲနေတော်မူလိမ့်မည်။အိုဣဇရလအမျိုးတို့ထိုကာလ၌လည်းသာရဖျားသည်မြစ်ကြီးမှအစာ၍အေဂုဒုမြစ်တံအောင်တတိများကိုတင်တော်မူသည်ဖြင့်တင်တို့သည်တယောက်နောက်တယောက်ကောက်သိချင်းကျေးဇူးတော်ကိုခင်ရကြလိမ့်မည်။ထိုကာလ၌ကြီးသောတပိုးကိုမုံရလိမ့်မည်။အရှုရိပြည်၌ပျောက်တော်သူ ်အေဂရုပြည်၌စွန့်ပစ်လျက်နေသောသူတို့သည်လာ၍ယေရုရှလင်မြို့တွင်တန်ရှင်းသောတောင်ပေါ်မှထာဝရဘုရားရှိတော်၌ပြုပြွေကူးကွယ်ကြလိမ့်မည်။ဂျာနာဟာသူအရောက်စီတိုင်းကိုဘုရားသခင်ကောင်းချီးပေးပါစေ။ နန္တကူနှင့်ပြည့်စုံကြွယ်ဝတော်မူ၏အာကြည်သောလက်ယုံတော်ဖြင့်သာသမီတို့ကိုပို့ဆောင်ရရှိသောဘုရားသခင်ယင်းဤအတွက်ကျေးဇူးတင်စွာဖြင့်ကိုရောကိုမျှော်ကြည့်ကြပါ၏တွင်တင်တော်မူသောနှုတ်ကပတ်တော်ဖြင့်အာယူကြပါ၏ကိုရောသည်ခသိန်းသောအရာတို့ကိုဖန်ဆင်းပိုင်သာအုပ်စုကဲ့သို့ထင်းချုပ်လျက်ဥဆောင်နေသောဘုရား ဖြစ်ပါ၏အလိုတော်နှင့်စံကျင်သောအရာမှသမျှတို့ကိုလည်းကိုရော၏ တကူတော်အပြင်စစ်ကြော၍ဆုံးမတော်မူခြင်းအမှုကိုယခုတွင်၎င်းနောင်တွင်၎င်းကာလအဆက်ဆက်လုံနိုင်သောဘုရားသခင်ဖြစ်ပါ၏တို့ကြောင့်ဘုရားယနေ့ကျွန်တော်ကျမတို့အသက်တာကိုအထူးသဖြင့်ဘုရားသခင် ရှေ့တော်မှာနှင်းချစွာအသက်ရှင်တတ်ဖို့အာကြီးသောလက်ယုံတော်ကိုအားကိုးတတ်ဖို့ကိုရောဘုရားထံတော်မှာရှိတဲ့ဖြုံးမှတ်ခြင်းဘုံအ ాను ဘော်တော်သည်ကျွန်တော်တို့ကိုစားတော်အပြင်ပေးထားကြောင်းကို ယုံကြည်စွာဖြင့်ခံယူလျက်အသက်ရှင်တတ်ဖို့ရန်မဆတော်မူပါဗျာကျွန်တော်ဒီနေ့ကာလများတို့၌ဆိုင်ပြိုင်တက်လန့်ကြရတဲ့မကောင်းမှုဒုစရိုက်အကုသိုလ်များတို့သည်လှိုင်းတဖို့ကဲ့သို့ထားကြပါ၏တို့တော်လေဗျာကိုရသည်ခသိန်းသောလှိုင်းတဖို့နှင့်ဟုံးဟုံးမြည်လျက်ရှိတဲ့သမှုတရားတို့ကိုပင်လင်းဖန်ဆင်းပိုင်သာအုပ်စိုးသောဖျားဖြစ်တဲ့အတွက်ထိုဖျားသခင်လက်တော်ထဲမှာနေရာကျသောကျွန်တော်တို့သည် ဘေးအပေါင်းမှာအခွဲကချင်းကိုရပါမည်အကြောင်းလက်တွင်လည်းအနံပါ၏ဖျားအာကြည်သောလဝိတံကိုနိုင်သောဖျားအာကြည်သောမြေကြီးပေါ်မှာရှိတဲ့ခသိန်းသောတကောအနေစက်တို့ကိုပိုင်းဖြတ်တော်မူသောဖျားကိုရထန်းနဲ့ခိုလွန်သောသားသမီးတို့ဖုတ်လွန်ကသူတကောတို့အဖြစ်ကွဲကာ၍စောင့်မတ်လျက်လမ်းပြပါမည်အကြောင်းခင်းစုခက်ခဲကြက်တဲသောနိယကာလမြောက်ကိုဖျက်ဆန်းကြသောသားသမီးကျွန်တော်တို့အပေါ်မှာကိုရိုဤတကောတို့အဖြစ်ကိုရိုဤတန်လန်းတော်ဖြင့်အုပ်ဆိုး၍ ကောင်းကြီးပေးပါမည်အကြောင်း၊ကွဲကားပါမည်အကြောင်း။သခင်ယေရှုနာမတော်ဖြင့်ယေရှုမြတ်ကိုတောင်းရှာ၍သခင်ပြား၏ဘုန်းတော်လက်ယုံတော်အောင်၌ခိုးလုံအသက်ရှင်ကြပါသည်အဖမင်းစွာဘုရားသခင်။အာမင်။တော်ရပြသည်တင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသော သာဝရဖျားသည်တင်း၌မျက်နာသောအလင်းကိုလွှတ်၍ဂယုဏကျေစုပြုပါစေသောသာဝရဖျားသည်တင့်ကိုမျောကြည့်၍ချမ်းသာပြေတော်မူပါစေသောသမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးစုဖျားထံတော်မှအနန္တမေတ္တာတော်မဟာဂယုဏကျေစုတော်နှင့်မိတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေစုသည်တင်းတို့ပေါင်း၌ကာလအစဉ်တည့်ရောက်လေတည်ရှိတည်နေပါစေသော အာမင်